င်္ဂလာပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြင်ပြီးကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ10ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ချင်းပီတိဆောက်ရေးနဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ IKACCPC ထုတ်ပြန်ကြောင်းမြဖေးမြို့နယ်ဆက်စီဂျေးရွာကချင်းအမျိုးသမီးနှုတ်ဦးကိုစစ်ကောင်စီဖမ်းဆီးကြောင်း မင်းတမျိုးတွင်မိုင်ပေါင်းစုံ2000ကျော်ရှင်းလင်းပြီးဟုဆိုကြောင်းကြောက်ကြီးနှင့်မူးမြို့နေတို့တွင်စစ်တပ်ကလေကြောင်းဖြင့်ပုံကျဲပြစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကြောင်းနဲ့ကြောက်ဖြူကိုစစ်ကောင်စီကလေရင်ဖြင့်ထက်မှန်ပုံကျဲမှုတွင် နေအိမ်များမီးလောင်ပြကြကြောင်းလို့ပဲဖြစ်ပါရဲ့ရှင် ချင်းပြည်တိဆောက်ရေးနဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဟု IKACC PC ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကြာကာလခုမီချင်းမျိုးနွယ်စုများကြီးရာအတိုင်းပြင်ခံကောင်စီ IKACC ပလဝကောင်စီ PC ရဲ့တတိယအကြိမ်ကြီးလာခံကိုမတ်လ6ရက်ကနေ9ရက်နေ့အထိ နှစ်ရက်တိုင်ကျင်းပခဲ့ပြီးနောက် IKACC PC အနေဖြင့်ချင်းပြည်တိဆောက်ရေးနဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ March 9ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ဟူသည်မပပျောက်ရေးနိုင်ငံရေးနဲ့အမျိုးသားတန်းတူမှုရရှိရေးလူမျိုးနွယ်စုများကြားတန်းတူညီမျှမှုတရားမျှတမှုရှိသောချင်းပြည်တိဆောက်ရေးကုကံကြမ္မာကိုဖန်တီးခွင့် အမခန့်ချက်ရှိသော Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ပြည်တွင်းပြည်ပကပလဝတ်ပြည်သူတွေချင်းတော်လှန်ရေးအင်အားစုတွေအခြားသောတော်လှန်ရေးအင်အားစုတွေနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်ထောင်ချင်းပါတဲ့ညီလာခံမှာပလဝတ်ကောင်စီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစီမင်း Charter of Plawat Council ကို အတည်ပြုခဲ့ကြပြီးပြည်သူအုပ်ချုပ်ရေးမူဝါဒနဲ့စီမင်းများ၊ကာကွယ်ရေးမူဝါဒနဲ့ဗဏ္ဍာရေးဆိုင်ရာမူဝါဒ လှုပ်ထုံလုံနည်းများကိုရည်ဆွဲချမှတ်အတည်ပြုခဲ့ကြတယ်လို့သိရှိရပါတယ်။မြလခတ်မှာ IKACC PC အလုတ်အမှုဆောင်များဌာနဆိုင်ရာအတည်ပြုကတာဝန်ရှိသူတွေတက်မှုတွေဒေတာအလိုက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဂျေးရွာကိုစလီတွေနဲ့လေလာသူစုစုပေါင်း300ချက်ဦးတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ ငဖေမြို့နယ်ဆက်စီခြေရွာကချင်းအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မကွေးတိုင်းငဖေမြို့နယ်ဆက်စီခြေရွာက ချင်းအမျိုးသမီးနှစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။၂025ခုနှစ်မတ်လ9ရက်နေ့ညနေ2နာရီချိန်မှာငဖေမြို့ကာကွယ်ရေးပစ္စည်းစက်ရုံမှစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၄၀ခန့်တည် ကားနှစ်စီးဆိုင်ကယ်ခုနှစ်စီးဖြင့်ဂျေးဝအတွင်ဝင်ရောက်လာပြီးဖမ်းဆီးခဲ့ရလို့ဖြစ်စဉ်သိရှိသူချင်းအမျိုးသားတဦးကပြောဆိုထားပါတယ်။ဖြစ်စဉ်သိရှိသူချင်းအမျိုးသားတဦးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရွာသေးဝင်လာပြီးအိမ်တိုင်းကိုစစ်ပါတယ်။အဖမ်းခံရသူနှစ်ဦးကိုတန်တရားဖြစ်တယ်ဆိုပြီးဖမ်းသွားကြတယ်လို့ပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအဖမ်းခံရသူနှစ်ဦးရဲ့ laptop နဲ့ဖုန်းကိုယူဆောင်သွားတဲ့အပြင်ဂျေးဝအတွင်းရှိဖခင်เจ้าနဲ့ မူကျူချောင်းကိုဖျက်ဆီးခဲ့ပြီးဖះချောင်းအတွင်ရှိဂီတာတင်းမှာမိုင်းထောင်ခဲ့တယ်လို့သိရှိရပါတယ်။ဖန်ဆီးခံရသူနှစ်ဦးဟာအသက်54နှစ်အရွယ်ဒေါ်ပလွန်နဲ့အသက်68နှစ်အရွယ်မိုင်အစတမန်တို့ဖြစ်ကြပြီးဆက်စီဂျေးရွာဟာအရှူချင်းလူမျိုးတွေနေထိုင်တဲ့ဂျေးရွာဖြစ်ပြီးအင်ချေ80ကျော်လူဦးရေ984ဦးခန့်ရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့ကလည်းငဖဲမြို့နယ် ကုတ်ဝကျေးရွာနဲ့ရင်းရွှေကျေးရွာကအမျိုးသမီး၄ဦးအပါအဝင်ချင်းလူမျိုး၁၆ဦးကိုအကြံဖက်စစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်ရှင်။မင်းတမျိုးတွင်မိုင်းပေါင်းစုံ2000ကျော်ရှင်းလင်းပြီဟုဆိုတဲ့သတင်းကိုတင်ဆက်ပြတော့ပါမယ်ရှင်။ချင်းပြည်တောင်ပိုင်းမင်းတမျိုးပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထောင်ထားသော မိုင်းပေါင်းစုံစုစုပေါင်း2000ထက်မနည်းကို ရှင်းလင်းထားပြီးဖြစ်ကြောင်းမင်းတမျိုးနေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့တွင်သတင်းထုတ်ပြန်ထားပါတယ်။မင်းတမျိုးအတွင်ပြည်သူများဘေးကင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက်ပောက်ကွဲစေတတ်သောမိုင်းများကင်းစင်ရေးလမ်းပန်းဆက်သွေးရေးကောင်းမွန်ရေးတောက်တုံးရေးပေးဝေနိုင်ရေးတို့ကိုဆောင်ရွက်လက်ရှိကြောင်းမင်းတမျိုးနေပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရပါတယ်။မိဘပြည်သူများအနေဖြင့်မိမိတို့နေအိမ်အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်များ၌မိုင်းနံပောက်ကွဲစေတတ်သောအရာများတွေ့ရှိပါကထိတွေ့ကင်တွေ့ခြင်းမပြုလုပ်ပဲတက်ဆိုင်ရာအဖွဲ့အစည်းများတို့တရင်ပေးပူကြရန်မင်းတမျိုးနေပါအဖာကတိတ်တွင်ထားတယ်လို့သိရှိရပါတယ်။မင်းတမျိုးနေဒေသခံများအားမြို့တွင်တို့ရက်တတပတ်အတွင်းနှစ်ရက်တာဝန်ခွင့်ပြုမည်ဟုဖေဖော်ဝါရီလ9ရက်နေ့တွင်မင်းတမျိုးနေပြည်သူအုပ်ချုပ်ရေးအဖွဲ့မှကြေညာခဲ့ပြီးမြို့သေးပြန်နေထိုင်မဲ့ပြည်သူများ လိတ်နိုင်ရန်အချက်စနစ်ချက်နဲ့ကုန်စည်တင်ဆောင်ပြီးမြုပ်ဖြစ်တမ်းမဲ့ရင်မောင်းများလိတ်နိုင်ရန်အချက်၉ချက်နဲ့အတူထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။မင်းတမြုပ်တိမ်ပွေးကိုချင်းငင်တော်အဖွဲ့နဲ့အတူအာရခတက်တော် AA ယောဂကွေရီတက် YDF ယောတက်တော် YA နဲ့မုံရွာခရိုင် PDF တက်ရင်၃တို့မှပူးပေါင်းတက်ခိတ်ခဲ့ခြင်းဖြစ်ပြီး၂၀၂၄ခုနှစ်ဒီဇင်ဘာလ၂၁ရက်နေ့တွင်အပြည့်အဝထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ကြောက်ကြီးနဲ့မူးမြို့နေတို့တွင်စစ်တပ်ကလေးချောင်းဖြင့်ဘုံကျဲပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခုတိုင်းကြောက်ကြီးမြို့နေမူးမြို့နေတို့တွင်အကြံဖက်စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ၃ဦးသေဆုံးခဲ့ပြီး၂ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်၈လုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဘဟုကတရင်ထုတ်ပြန်ထားပါရယ်။၂၀၂၅ခုနှစ်မတ်လ၆ရက်နေ့ နက်နက်နှစ်နာရီအချိန်ခန့်မူးမြို့နယ်ကြောက်ကြီးပေါက်ကျေးရွာအတွင်းသို့တောင်ငူလီတပ်မတက်လာသော Jet Fighter တစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်63နှစ်အရွယ်ဒေါ်ထွေးတေဆုံးခဲ့ပြီးအသက်65နှစ်အရွယ်မဝင်းဝင်းအေးနဲ့အသက်24နှစ်အရွယ်မဖြူရတနာအောင်တို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်တလုံးလေးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလားတူမူးမြုပ်နေမချီတော်ဂျေးဝါတွင်တို့နက်နက်2နာရီ5မိနစ်တွင်အကြံဖက်စစ်ကောင်စီတပ်က ချက်မှန်၍ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်53နှစ်အရွယ်မှခိုင်ဦးအသက်55နှစ်အရွယ်ဦးအောင်မြင့်အေတို့ထိခိုက်ဒေဆုံးခဲ့ပြီးနေအိမ်6လုံးထိမှန်ပျက်စီးခဲ့ကာနေအိမ်တစ်လုံးမှာမိလောင်ပြကျခဲ့ပြီးနက်နက်2နာရီ15မိနစ်အချိန်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်ကရော့ကက်ဖြင့်ချက်မှန်ပျက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မတ်လ9ရက်နေ့ညနေ6နာရီ46မိနစ်အချိန်ကြောက်ကြီးမြို့နယ်အင်းနအကြီးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်က ပုံချေတိုက်ခိုက်ခဲ့ရာထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းမတ်လ6ရက်နေ့ည8:53မိနစ်အချိန်ကြောက်ချင်းမြို့နယ်တရီးစီလောနရွေးပင်ကျေးရွာတွင်သို့ထက်မှန်ပုံချေတိုက်ခိုက်ခဲ့ရာနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဘဟုကထုတ်ပြန်ထားရလို့သိရှိရပါတယ်ရှင်။ကြောက်ဖြူကိုစစ်ကောင်စီကလေရင်ဖြင့်ထက်မှန်ပုံချေမှုကြောင့်နေအိမ်များမင်းလောင်ပြကြတဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြုံမြို့နယ်ကိုအကြံဖက်စစ်ကောင်စီကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာကျစ်တိမ်ရွာမှနေအိမ်35ဆောင်ထပ်မံမီးလောင်ပြကျသွားကြောင်းသိရှိရပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့မွန်လွင်းနှစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီကဂျက်ဖိုက်တာတစ်စီးနဲ့တပုတ်တောင်တိုက်နယ်ကကျစ်တိမ်ကျဲရွာကိုလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ရာကျစ်တိမ်ရွာမှနေအိမ်35ဆောင်ထပ်မံမီးလောင်ပြကျသွားတယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ဒေသခံတို့က ခုတနေ့ကလေဦးကင်းရွာကိုလေကြောင်းကနေပုံကျခဲ့တယ်။မနေ့ကလေထပ်ပြီးကြက်တင်ရွာကိုပုံကျတိုက်ခိုက်တယ်။ဒေါ်ပါသေးတဲ့အရက်သားတွေဆော့ဆော့စီစီနေရရွှေ့ပြောင်းထားလို့ဒါပေမဲ့ဖုန်းဆက်လိုင်းအဆက်သွယ်မရသေးတော့လူထိခိုက်မှုရှိလားမရှိလားတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်။မတ်လ6ရက်နေ့မွန်တေနဲ့ညနေပိုင်းတွင်ဦးကင်းကျေးရွာကိုစစ်ကောင်စီသည်လေကြောင်းကနေဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်တိုင်လာရောက်ပုံကျတိုက်ခိုက်ခဲ့ပြီး နေအိမ်190ကျော်မင်းလောင်ပြကျသွားခဲ့ပြီးအကြံဖက်စစ်ကောင်စီရဲ့လေကြောင်းပုံးကျတက်ခဲမှုကြောင့်ကြောက်ဖြူမြို့နယ်ကဥကင်းနဲ့ကျက်တိန်ကျေးရွာကနေအိမ်စုစုပေါင်း200ကျော်မင်းလောင်ပြကျသွားခဲ့ရခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ရင်းအပြင်မရှလာ6ရက်နေ့ကစစ်တွေးမြို့နယ်ဝါကျေးရွာကိုလေစစ်ကောင်စီက drone ဖြင့်ပုံးကျတက်ခဲခဲ့ရာနေအိမ်35ဆောင်မီလောင်ပျက်စီးသွားခဲ့ရပါတယ်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့အေအေတို့မှာ တဲ့ပွဲဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီကအရက်သားနေအိမ်များကိုဥတီပြမှတ်ထားလေးချောင်းပုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချမ်းမွှင်လန်းနိုင်ကြပါစေရှင်။